ါရှင် MCN သတင်းဌာနရဲ့နေ့စဉ်ရုပ်သံစီစဉ်ကကြိုဆိုပါရစေဒီကနေ့မြန်မာတက်ကရစ်1388ခုနှစ်ပြတိုလာဇန်2ရက်ခုနှစ်2016ခုနှစ်ဒီဇင်ဘာလ30ရက်တောက်ကြနေ့တွင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်ဒီကနေ့မှာရှုစားကြရမယ့်သတင်းတွေမှာဆိုရင်တော့11 media CEO နဲ့အဲဒီရာကျုပ်တို့ရဲ့အယူခံတင်မှုကိုထပ်မံပယ်ချခံရတဲ့တဲ့ ညာရှင်တွေနဲ့ဖွဲ့စည်းထားတဲ့အဖြူရောင်တက်တန်အဖွဲ့စနစ်ပြည့်မှတ်တရစာအုပ်ထုတ်ဝေခဲ့တဲ့အကြောင်းသမရအိုဘားမားကရုရှားတက်တမန်အဖွဲ့ဝင်ပေါင်း35ယောက်ကိုနှင်ထုတ်လိုက်တဲ့သတင်းစားတဲ့သတင်းနဲ့ဒူတခြားတို့ကြတဲ့ပြည်တွင်းပြပါသတင်းတွေကိုလည်းစူးစီးတင်ဆက်ပေးသွားမှာဖြစ်ပါရဲ့ရှင်။အခုပထမဆုံးအနေနဲ့ရန်ကုန်တိုင်းဒေသကြီးအစိုးရမှပုံမှန်66ဂါကြီးနဲ့တရားဆွဲဆိုထားတဲ့ အလမမီရီယာဂရုရဲ့ CEO ဒေါက်တာတန်းထွန်းအောင်နဲ့အိဒါချုပ်ကိုဝေဖြိုးတို့နှစ်ဦးကိုတာမွေတရားရုံးမှာအမှုရင်ဆိုင်ဖို့ဒီဇင်ဘာလ30ရက်နေ့ကရုံးချင်း၅ချိန်မြောက်ရောက်ရှိလာခဲ့တာပါ။လက်ရှိမှာတော့တာမွေမြို့နယ်တရားသူကြီးမှာအာမခံလျှောက်ထားမှုကိုထပ်မံပယ်ချခဲ့ပါတယ်။တရားလိုပြတတ်သိဖြစ်တဲ့ရန်ကုန်တိုင်းအစိုးရကိုယ်စားလှယ်ကလည်းရုံးချင်းကိုလာရောက်ခြင်းမရှိတဲ့အတွက်တရားရုံးမှာဇန်နဝါရီလ6ရက်နေ့ကိုပြန်လည်ချိန်ဆလိုက်တာပဲဖြစ်ပါရဲ့ရှင်။ ဂျပန်နိုင်ငံကလုတ်တင်လုတ်သားခေါ်ယူတဲ့စနစ်ကိုဥပဒေသစ်ပြန်လည်ရေးဆွဲနေပြီးနောက်ပိုင်းမှာဂျပန်အစိုးရကနေတိုက်ရိုက်ကင်တွယ်တော့မှာဖြစ်ပါတယ်ဒီသတင်းကို MCN သတင်းတောက်အောင်ကျော်မိုးကပေးပို့ထားပါတယ်ရှင်ဂျပန်နိုင်ငံလွှတ်တော်ကကျွမ်းကျင်လုတ်သား Technical Inter Training ခေါ်ယူတဲ့စနစ်ကို2016ခုနှစ်မှာဥပဒေအရပြန်လည်ပြင်ဆင်ခဲ့ပြီးအတည်ပြုခဲ့တာကြောင့်ဂျပန်နိုင်ငံရဲ့ဥပဒေအရလာမယ့်တစ်နှစ်အတွင်းမှာအကောင့်ထည့်ဖို့ဆောင်ရွက်သွားမှာဖြစ်ပါတယ်အဲဒီဥပဒေအရအရင်ကလုတ်ကင်နေတဲ့စနစ်တွေကိုပြင်ဆင်ဖြတ်သိမ်းတာတွေနဲ့ ဂျပန်အစိုးရနဲ့မြန်မာအစိုးရကြားလှုပ်ဆောင်ရမယ့်အပိုင်းတွေကိုဂျပန်နိုင်ငံတရားရေးဝန်ကြီးဌာနရဲ့တာဝန်ရှိသူက MCN သတင်းဌာနကိုအခုလိုပြောပါရယ်။အကမဒေအမီကန်ကီယိုနိုစင်ဟောင်းကိုဖျက်သိမ်းသွားမှာဖြစ်ပြီးနောက်ပိုင်းစနစ်အစ်မှာအဓိကသက်ဆိုင်တဲ့ဝန်ကြီးဌာနတွေဖြစ်တဲ့ဂျပန်တရားရေးဝန်ကြီးဌာန၊ကျန်းမာရေး၊အလို့သမားနဲ့လူမှုပလွန်ရေးဝန်ကြီးဌာနတို့ကနေတိုင်တယ်သွားမှာဖြစ်ပါတယ်။ပြီးတော့မြန်မာနိုင်ငံအစိုးရနဲ့ဂျပန်အစိုးရကတိုက်ရိုက်ပါဝင်ပြီးတနင်္လာနေ့စနစ်ကိုဆက်လက်ကင်တွယ်သွားမှာဖြစ်ပါတယ်။ မင်းဒါပြင်အခုပြဋ္ဌာန်းလိုက်တဲ့ဥပဒေအရအလုပ်သမားစီလွတ်တဲ့နေရာမှာဥပဒေအတိုင်းမလိုက်နာတဲ့ကုမ္ပဏီတွေကိုအေးအေးယူမှုတွေလှုပ်ဆောင်သွားမှဖြစ်ပြီးအလုပ်သမားတွေအတွက်အကာအကွယ်ပေးတဲ့အချက်တွေပါဝင်လာတာပါနိုင်ငံခြားဆုံးဖြတ်ဖို့ကိစ္စတွေကိုညီနိုင်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ဂျပန်နိုင်ငံအစိုးရအနေနဲ့အမှန်ကန်တဲ့တနန္ဒဆွေးနွေးနေတဲ့အဖွဲ့အစည်းတွေကိုဖျက်ရှားသွားမှာပါ။ဒါ့အပြင်နိုင်ငံခြားညီနိုင်ပြီးတော့တနန္ဒဆွေးနွေးနေတဲ့အဖွဲ့အစည်းတွေကိုရွေးချယ်တာတွေ၊ကွက်ကဲထင်းထင်းတာတွေကိုလည်းပြုလုပ်ပေးဖို့ရှိနေတာဖြစ်ပါတယ်။ ဖွံ့ဖြိုးတဲ့နိုင်ငံကကျွမ်းကျင်လို့တာ technical inter training ခေါ်ယူတဲ့စနစ်ကို1993ခုနှစ်ကဂျပန်နိုင်ငံမှာစတင်ကျင့်သုံးခဲ့တာဖြစ်ပြီးလက်ရှိအချိန်ထိနိုင်ငံသားလို့တာပေါင်း2သိန်းကျော်ရှိနေပါတယ်။ဂျပန်နိုင်ငံမှာကျွမ်းကျင်အလုပ်သင်လို့တာ technical inter training အများဆုံးကတရုတ်နိုင်ငံကဖြစ်ပြီးဒုတိယက BNN နိုင်ငံဖြစ်ကမြန်မာနိုင်ငံကရာခိုင်နှုန်းအနည်းငယ်သာရှိနေတာဖြစ်ပါတယ်ခင်ဗျာ။ ီတောင်စုလွတ်တော်ဥပဒေရေးရာနဲ့ထိုးကိစ္စရညာလေးလာဆန်းစစ်သုံးသက်ရေးကော်မရှင်ဥက္ကရာသူရဦးရှိမန်းကသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာပေါ်မှာတင်ထားတဲ့2019ခုနှစ်နှစ်သက်ကူးစုမှုစကားပြောကြားတဲ့ရုပ်တံကိုတင်ဆက်ပေးမှာဖြစ်ပါရရှင်အားလုံးသောပြည်သူပေါင်းတို့ကိုစိတ်နှပါကျမ်းမာရှင်လန်းပြီး ကောင်းကျိုးလိုရာဆန္ဒများ ပြေဝပါစေ။ကောင်းကျိုးလူအားဆန္ဒများကိုဖြည့်ဆည်းစွာနိုင်တဲ့ပုဂ္ဂိုလ်များ ဖြစ်ကြပါစေလို့ညစ်တဲ့ကိုကြိုဆိုတဲ့နှုတ်ခွန်းဆက်လိုက်ပါတယ်။ကျွန်တော်တို့ဟာအတိတ်နဲ့နှိဟောင်းကအတွေ့အကြုံတွေကိုသင်ခန်းစာယူပြီးနောက်အနာဂတ်နဲ့နှစ်သက်မှာ အကောင်းတွေဖြစ်လာအောင်ကောင်းကျိုးတွေရလာအောင်ဆောင်ရွက်နိုင်ကြပါစီပြည်သူများရဲ့တခဲနဲ့ထောက်ခံမှုရရှိထားတဲ့အစိုးရအနေဖြင့်လည်းပြည်သူများအပေါ်တည်ဆတ်ထားပြီးမေတ္တာဖြင့်အုပ်ချုပ်မှဖြစ်လို့ပြည်သူများကလည်းတည်ဆတ်နဲ့မေတ္တာကိုတုံ့ပြန် နိုင်ပြီးပြည်သူတရားလုံးလူလာတဲ့ငြိမ်းချမ်းရေးအမျိုးသားပြန်လည်တည်မြဲရေးတို့မှလည်းပြည်သူများအနေနဲ့ကြားရအခမ်းကဏ္ဍကတက်ကြစွာပါဝင်နိုင်ကြပါသည်ငြိမ်းချမ်းရေးအတွက်သို့လည်းကောင်းတည်ငြိမ်အေးချမ်းမှုနဲ့ဖွံ့ဖြိုးတိုးတက်ရေးအတွက်သို့လည်းကောင်း တရားဥပဒေစိုးမိုးရေးဥပဒေအကာအကွယ်ကို ပြည်သူများ ရရှိတာလဲယနေ့အချိန်မှာအလိုအဆုံးအရာဖြစ်ပါတယ်ဒါကြောင့်တရားဥပဒေစိုးမိုးရေးဥပဒေအကာအကွယ်ကိုပြည်သူများ ရရှိရေးငြိမ်းချမ်းရရှိရေးအတွက်လူပုဂ္ဂိုလ်အသီးသီးအဖွဲ့အစည်းအသီးသီးနဲ့ ပြည်သူအပေါင်းတို့ကလည်းစိတ်ကောင်းစေနာဖြင့်ပါဝင်ပူပေါင်းဆောင်ရွက်ကြစေကြောင်းဆန္ဒပြုဆုတောင်းလိုက်ပါတယ်။နှစ်ဟောင်းကိုနှုတ်ဆက်နှစ်သစ်ကိုကြိုဆိုရင်းပြည်သူလူထုအပေါင်းကိုစိတ်နှစ်ပါးကျမ်းမာရွှေလန်းစွာဖြင့်ကောင်းကျိုးလူရာဆန္ဒများ ေးပါပါစေ။ကောင်းကျိုးလိုအပ်ဆန္ဒများကိုဆောင်ရင်းနိုင်တဲ့ပုဂ္ဂိုလ်များသာဝေဂီတရုပ်ရှင်စတဲ့အမှုပညာနယ်ပယ်ကလူတွေစူးစီးထားတယ်။အဖြူအောင်တက်တန့်အဖွဲ့၁၀နှစ်ပြည့်ထိမ့်မှတ်ဖြစ်အဖြူအောင်တက်တန့်စာအုပ်ကိုဒီဇင်ဘာလ၂၉ရက်နေ့ကဖြန့်ချိခဲ့တာဖြစ်ပါတယ်။ဒီသတင်းကို MCN သတင်းတော်ကျော်တိုးလင်းကပြပို့ထားပါရရှင်။ အဖြစ်အောင်တက်တန့်ဖွဲ့ကိုလွန်ခဲ့တဲ့ဆယ်နှစ်ကကြပြဆရာ၊စာရေးဆရာ၊အဆိုတော်တေးဆရာ၊ရုပ်ရှင်တရုပ်ဆောင်စတဲ့အမှုပညာနယ်ပယ်ကလူတွေပေါင်းစုံဖွဲ့စည်းဖြစ်ခဲ့တာပါ။အဖြစ်အောင်တက်တန့်ဖွဲ့ဟာပြီးခဲ့တဲ့ဆယ်နှစ်တာအတွင်းရန်ကုန်ငွေပွဲတွေပြုလုပ်ခဲ့ပြီး HIV ကူးစက်ခံရတဲ့မိဘမဲ့ကလေးငယ်တွေကိုထောက်ပံ့ကူညီခဲ့ပါတယ်။အခုခါမှာတော့အဖြစ်အောင်တက်တန့်ဆယ်နှစ်ပြည့်အောင်မေ့ပွဲစာအုပ်မေးဆက်တဲ့ပွဲကိုဒီဇင်ဘာလ29ရက်နေ့ကရန်ကုန်မြို့တော်ဝင်းစီခံမှာပြုလုပ်ခဲ့ပါတယ်။အခုဆိုရင်တော့ဆယ်နှစ်ပြည့်ပြောင်းဒီဆယ်နှစ်အတွင်းထဲမှာတိုင်းနိုင်ငံလုံးမှာရှိတဲ့ HIV ဖြစ်ပွားရင်ခွဲလွန်သွားတဲ့မိဘတွေရဲ့ကလေးငယ်စုစုပေါင်း116ယောက်ကျွန်တော်တို့အခုချိန်မှာကာကွယ်စောင့်ရှောက်နိုင်ခဲ့တယ်။အဲ့ဒီမှာမန္တလေးနဲ့အထက်ဘက်မှာပြီး66ယောက်ပါတယ်။အခုဆိုရင်အဲ့ဒီ116ယောက်ထဲနှစ်ဦးပါဆိုရင်10တန်းအောင်ပါပါပြီ။တို့တွေကိုဆက်ပြီးတော့တက်ကီတိုဆက်တက်ဖို့လုပ်နေပါတယ်။ဒီချိန်မှာကျွန်တော်တို့ကနိုင်ငံရဲ့ချားကိုနိုင်ငံရေးရထွက်ပြေးသွားတဲ့ကျွန်တော်တို့ပြည်အောင်တက်တဲ့အဖွဲ့ဝင်တွေရှိရယ်ခွဲလွန်သွားတဲ့သူတွေရှိရယ်ကျွန်တော်တို့တေးဆရာဆိုတော့ အဖြူဆိုလို့ရှိရင်ကွယ်လွန်သွားပြီဒါရိုက်တာကိုအောင်မင်းသိန်းဆိုရင်ကွယ်လွန်သွားပြီလူပညာမော်တယ်တစင်သိန်းဆိုကွယ်လွန်သွားပြီဒီလိုလူတွေလည်းရှိတယ်ဆိုတော့ဆက်နှစ်ပြည့်အောင်မင်းတရိယာချင်းနဲ့ဆက်ပြီးတော့ဒီနေ့ကျွန်တော်အမှတ်တရစာအုပ်ထုတ်ပါတယ်ဒီစာအုပ်ကကျွန်တော်တို့တက်တက်ဒီအလူရှင်ပြေရံမုံဝင်နဲ့ထုတ်တာပါရတဲ့ဟိုစာအုပ်ရောင်းရမယ်လို့ကျွန်တော်တို့ဒုက္ခရေးမျိုးဆက်လက်ပြီးတူတန်းတော့မှာဖြစ်ပါတယ် အပြူရောင်တက်တန့်အဖွဲအနေနဲ့အရင်အစိုးရလက်ထက်ကရမုံငွေရရှိဖို့လှုပ်ရှားခဲ့ရမှာနိုင်ငံရေးလှုပ်ရှားမှုဖြင့်အထင်လွဲမှခံခဲ့ရပြီးအခက်အခဲတွေကြုံတွေ့ခဲ့ရပါတယ်။အဲ့ဒီအပြူရောင်တက်တန့်ဆယ်နှစ်ပြည့်မှာအဖွဲဝင်တဦးဖြစ်တဲ့တရုတ်ဆောင်လွင်မှုကအစိုးရအသစ်နဲ့ဒီမိုကရေစီရရှိအောင်ကြိုးပမ်းခဲ့သူတွေအတွက်ကြပြတဲ့ဘုတ်ပါဝင်ရေးသားခဲ့ပါတယ်။ဘောရနေရေးတော့လုပ်ပါဦးဒါမဲ့ငယ်ရင်းလုပ်ပြီးတော့တိုင်းမျိုးကောင်းအောင်လုပ်ပေးခဲ့တဲ့ သူတွေကိုကိုစားပြုပြီးတော့အဲ့လေးကိုရေးပြခဲ့တာပါကိုရှိမှရှိခဲ့တဲ့နိုင်ငံသမားတွေနဲ့ကျွန်တော်တို့ဒီစူပါပင်နဲ့အပြန်နဲ့တို့လိုဘောဘောပြန်နဲ့တော်လန်ပြီးတော့ဘောဘောဒီလိုချင်းရောက်ဒီမိုကရေစီရောက်တော်လန်ခဲ့တဲ့အချိန်မှာကိုကဒီနိုင်ငံရေးမြေကနေပြီးတော့ဒီဒီမိုကရေစီစုဘောနိုင်ငံတော်ဖြစ်အောင်တော်အားကြောင့်မတည်ဆွေးခဲ့တဲ့သူတွေကနေပြီးတော့ရှုတော့မှနေပြီးတော့ဒီကလေးကိုရေးပြခဲ့တာပါ င်ကောင်းလို့ခဲ့တယ်ဘုံကျတဲ့သဘောတရားဖြစ်ဖြစ်ဖြစ်သွားအဖျော်တက်တန့်အဖွဲ့ဟာဒီတစ်ချိန်ပြုတ်လုခဲ့တဲ့အဖျော်တက်တန့်ဆယ်နှစ်ပြည့်အောင်းဝေးပွဲစာအုပ်ရောင်းချလို့ရတဲ့အကျိုးမြတ်တွေကိုလည်း HIV ကူးစက်ခံရနေတဲ့မိဘမဲ့ကလေးတွေကိုစောင့်ရှောက်ပေးနေတဲ့ဒုက္ခရည်မြုံကေယာမှာလှူဒန်းသွားမှာဖြစ်ပြီးဆယ်နှစ်အတွင်းမှာ HIV ဝေဒနာရှင်ကလေးငယ်119ကိုလည်းစောင့်ရှောက်ပေးနိုင်ခဲ့ပါတယ်ခင်ဗျာ မြန်မာနိုင်ငံကတက္ကသိုလ်တွေကိုပိုင်ရက်တိခွင့်ရအောင်စာရွက်နေတယ်လို့ရန်ကုန်တိုင်းဝန်ကြီးချုပ်ကပြောဆိုလိုက်ပါတယ်။ဒီသတင်းကို MCN သတင်းတောက်အောင်ကျော်မှုကပေးပို့ထားပါတယ်ရှင်။မြို့သားပညာရေးဥပဒေကိုပြီးခဲ့တဲ့လွှတ်တော်မှာအတည်ပြုခဲ့ပြီးတက္ကသိုလ်အစင်းမြင့်ပညာရေးအပိုင်းတွေမှာပြုပြင်ပြောင်းလဲမှုတွေပြုလုပ်နေတာကြောင့်တက္ကသိုလ်တွေကိုပိုင်ရက်တိခွင့်ရတော့မှာဖြစ်တယ်လို့ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းကပြောဆိုလိုက်တာပါ။ဒီသမလ30ရက်နေ့ကရန်ကုန်အနောက်ပိုင်းခရိုင်နီးပညာတက္ကသိုလ် နှစ်30ပြည့်ပလဲရတုအခမ်းအနားမှာရန်ကုန်တိုင်းဝန်ကြီးချုပ်ကအခုလိုပြောဆိုလိုက်တာပါ။မြို့သားပညာရေးဥပဒေနဲ့အတူတက္ကသိုလ်ပညာရေးဥပဒေတွေကိုအစစ်မြစ်တင်နိုင်ဖို့အတွက်အစစ်မြစ်ပညာရေးဥပဒေအစစ်မြစ်ပညာရေးဥပဒေနဲ့အတူတက္ကသိုလ်တွေကိုလွတ်လပ်တဲ့တက္ကသိုလ်များဖြစ်နိုင်ဖို့အတွက်တက္ကသိုလ်ချက်တာတွေရေးဆွဲနိုင်ဖို့အတွက်ဆောင်ရွက်နေဖြစ်ပါတယ်။ဒီလိုဆောင်ရွက်နိုင်ဖို့အတွက်ကိုလည်းပညာရေးဝန်ကြီးဌာနကကြိုးပမ်းဆောင်ရွက်နေပါတယ်။ ယောသားပညာရေးဘုံဒီဘက်ကလည်းကျိုးပန်းဆောင်ရွက်နေရှိပါအကြခင်မှာအစ်မပညာဥပဒေကိုအတည်ပြုပြီးတဲ့နောက်ပိုင်းမှာတက္ကသိုလ်ရဲ့လွတ်တက်ခွင့်တွေအတွက်တက္ကသိုလ်တူတစ်ခုချင်းစီရဲ့ခြားတာတွေပေါ်ပေါက်လာမှာဖြစ်ပါတယ်ဒီတက္ကသိုလ်ခြားတာတွေမှာကျောင်းသားတပကတွေရဲ့လွတ်လပ်စွာရည်ရည်ဆောင်ရွက်နိုင်ခွင့်တွေကိုလည်းခွင့်ပြုတာမှာဖြစ်ပါတယ် စိုးရသည့်လက်ထက်မှာပညာရေးနဲ့ပတ်သက်တဲ့ပြုဝင်ပြောင်းလဲမှုတွေကိုပြုလုပ်နေရတဲ့အညီရန်ကုန်အနောက်ပိုင်းဤပညာတက္ကသိုလ်ကလည်းကိုပိုင်ရက်တီနိုင်အောင်လှုပ်ဆောင်နေတဲ့အပိုင်းတွေကိုအကြောင်းဆရာမကြီးကအခုလိုပြောပါရတယ်။ Tomorrow တောင်းပါဒါ vision tomorrow တောင်းရဲ့အဓိကဒါ vision ကတော့နိုင်ငံတကာအဆင့်တန်းပြီးတက္ကသိုလ်ကိုဖြစ်တဲ့နိုင်ငံတကာရဲ့ရှင်းမောင်းတဲ့ပြီးတော့ရက်တီနိုင်ရေးကိုဆက်ပါတော့ရက်တီနိုင်ရေးကိုဒါအဓိကထားပြီးတော့ဒါပြောင်းလဲချက်ထားပြီးတော့ဆောင်ရွက်နေပါတယ်။အဲ့လို ိုင်ငံတကာနဲ့ပြည်ပေါင်းတန်းပြီးတော့နိုင်ငံတကာအဆင့်မြင့်အင်ဂျင်နီယာပြည်သူ့ဘာသာပြန်ရရှိတဲ့ဝေးပြီးဝေးထုတ်နိုင်အောင်ဒီရွေး United ခိုင်းရတဲ့ပဲကျွန်တော်တို့ဟိုနိုင်ငံတော်နိုင်ငံတော်ရဲ့ local needs တွေကိုလည်းအရင်ချင်းပြည့်ပြီးသွားထုတ်လုပ်ဖို့ရတဲ့ဝေးပြီးဝေးရအတွက်ဒါ mission vision ကိုဖတ်ရှိပါတယ်မြန်မာနိုင်ငံကတက္ကသိုလ်ပညာရေးအဆင့်နဲ့ဟာရခိုင်ကအာရှမှာထိပ်တန်းအဆင့်ရှိခဲ့ပြီးမြဲ အခုကကဘာတက္ကသိုလ်ရဲ့အစင်တန်းသမတ်ချက်အရရန်ကုန်တက္ကသိုလ်ဟာအစင်1000ကျော်မှရှိနေပါတယ်ခင်ဗျာအမေရိကန်သမ္မတဩဘားမားဟာဒီဇင်ဘာလ28ရက်နေ့ကရုရှားတာဝန်အဖွဲ့ဝင်35ယောက်ကိုနိုင်ငံကနေထွက်ခွာသွားဖို့အမိန့်ထုတ်ပြန်လိုက်ပါတယ်အဆိုပါရုရှားတာဝန်အဖွဲ့ဝင်တွေဟာအမေရိကန်ပြည်ထောင်စုကနေ82နှစ်အတွင်းထွက်ခွာသွားရမှာဖြစ်ပါတယ် အခုလိုဖြစ်လာရတဲ့အကြောင်းရင်းကတော့အမေရိကန်ပြည်ထောင်စုရဲ့ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာအဲ့ဒီရုရှားတန်တမန်တွေဟာအမေရိကန်နိုင်ငံရေးပါတီဝင်တွေရဲ့အချက်လက်တွေကိုဖောက်ထွင်းဝင်ရောက်ခဲ့တယ်လို့အမေရိကန်အစိုးရကယူဆခဲ့လို့ဖြစ်ပါတယ်ရုရှားနိုင်ငံရဲ့ဝန်ကြီးဌာနကတော့အဲ့ဒီဆွဆဲမှုတွေကိုငင်းဆိုထားပြီးအမေရိကန်အစိုးရရဲ့လှုပ်ဆောင်မှုတွေကနှစ်နိုင်ငံဆက်ဆံရေးကို ထိခိုက်စေလိမ့်မယ်လို့ပြန်လည်ပြောဆိုထားပါတယ်။ရုရှားသမ္မတပူတင်ကလည်းအမေရိကန်အစိုးရရဲ့အဆိုအဝါပြုမှုတွေအတွက်လက်တော့ပြန်သွားမယ်လို့ပြန်လည်ပြောဆိုထားပါတယ်ရှင်။ အမစီအန်သတင်းဌာနကလည်းဒီကနေ့ညနေထိနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုစူးစီးတင်ဆက်ပေးကြတာဖြစ်ပါရဲ့ရှင်။နောက်နေ့တွေမှာလည်းတခြားထူးခြားတဲ့ပြည်တွင်းပြည်ပသတင်းတွေကိုတင်ဆက်ပေးသွားအောင်ပါ။ MCN သတင်းဌာနရဲ့နေ့စဉ်ရုပ်သံအစီအစဉ်တွေကို www.mcntv.biz နဲ့ Facebook လူမှုကွန်ရက်စာမျက်နှာပေါ်မှာတော့ MCN TV News မြန်မာဝင်ရောက်ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ MCN သတင်းဌာနရဲ့ရုပ်သံအစီအစဉ်တွေကိုကြည့်ရှုအားပေးကြတဲ့အတွက်ထူးကျေးဇူးတင်ပါတယ်။ကျွန်မမေတင်စားပါရှင်။